Hello design number 4အတွက်အစအစညှက်တော့မယ်ပေါ့နော်ညှက်မယ်ဆိုလို့ရှိရင်အမောက်လို့အစအကိုခောက်ပိတ်လုပ်မယ်ပြီးရင်ဒီ pattern တွေကိုအနားနဲ့ပြိုင်ပေါ့နော်ဒီမှာဘေးနားနဲ့ပြိုင်တင်မယ်ပြီးရင်သူ့မှာပါတဲ့အတိုင်းတိုင်းအတိုင်းညှက်မယ်ဒီမှာ cm သမားဆိုတော့ဒီတိုင်းပဲလက်မသမားဆိုလို့ရှိရင် 1cm နေရာမှာလက်မဝက် 3cm နေရာမှာတလက်မအမျိုးခြံပြီးရောခြံထားတဲ့ချုပ်စာတိုင်းချုပ်ပါမယ်ဒီမှာဆိုရင်အမားကကြောက်တုံးလေးတင်ပြီးညှက်တယ်ပေါ့နော်ကြောက်တုံးမရှိတဲ့သူကအလေးတစ်ခုခုကိုတင်ပြီးတော့ညှက်လို့ရပါတယ် ်နောက်ချန်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ရှေ့ကျန်ညံမှာနော်ဒီမှာနောက်ချန်ပြီးရင်ရှေ့ကျန်နှစ်ခုတခြားယူပြီးလို့ရှိရင်အမတို့လက်ဆညံမှာပေါ့နော်လက်ကလည်းအလိုပဲအမတို့ဒီဘေးနားနဲ့အပြိုင်မဲဒီလိုမျိုးတင်မယ်နော်အဲလက်မှာကြာတော့လေသူကရှေ့နောက်ရှိတယ်အဲ့တော့အမတို့ဒီလိုမျိုးညက်ပြီးရခါမှာဒီရှေ့ကျန်လေးမှာပေါ့နော်အမတို့အမှတ်သားတစ်ခုခုလောက်ခဲရမယ်ခဲရတယ်ဖြစ်ဖြစ်မှတ်ခမ်းနေဖြစ်ဖြစ်အစီအပြာလေးနဲ့ပေါ့နော်မှတ်လို့ရပါတယ် ်ပြီးရင်ဒါကတော့လက်အောက်မှာဆက်မယ်အဝိုင်းလေးညှက်တာပေါ့နော်သူ့ကိုလည်းရှေ့မှာလိုပဲဒီလိုမျိုးလေးတင်ပြီးတော့သူ့အတိုင်းဒါအတိုင်းညှက်မယ်ပြီးရင်တော့အဆွေစားညှက်တဲ့ဗီဒီယိုတွေကလိုမျိုးမှတော့အဆွေစားလေးညှက်ထားမယ်အရင်ဦးဆုံးဒီလက်အောက်မှာရှိတဲ့အဝိုင်းပေါ့နော်အဝိုင်းကိုဒီအောက်ကနေရာလေးနော်ဒီဘက်နေရာလေးရေပြီးတော့အင်ကြီးရဲ့ရှေ့ချမ်းရေနောက်ချမ်းရေကိုအောက်ပိုင်းတွေကိုအမားတို့ကင်းချီလိုက်ထားမယ်ပြီးရင်အမားတို့ကင်းချီလိုက်ထားတဲ့ အောက်အနားလေးကိုခောက်မယ်ပေါ့နော်အရင်ဆုံးအမတို့ဒါလက်အဝိုင်းနေရာကိုခောက်မယ်ခောက်တဲ့အခါမှာလေသူကတန်တန်ကြီးမဟုတ်ဘူးပေါ့နော်တဝဝိုင်လေးဖြစ်နေတာဝဝိုင်လေးဖြစ်နေတာဆိုတော့လက်ကင်တက်ဖို့လိုတယ်ချုပ်ရင်းနဲ့ဒီလိုမျိုးလေးဖြစ်လာလိမ့်မယ်အဲ့ဆိုအမတို့ကဒီလိုမျိုးအဖြုတ်ဆူးနေဖြစ်ဖြစ်အဲ့တခုခုနဲ့ဖြစ်ဖြစ်ပေါ့နော်ဒီလိုထိန်ထိန်ပြီးတော့ထိုးပြီးခောက်ပေးဖို့လိုတယ်အင်းကြီးရှေ့ချမ်းနဲ့နောက်ချမ်းခါကတော့ခောက်ရလွယ်တယ်ဒီလက်အဝိုင်းလေးကအနှဲငယ်လေးခတ်မယ်ပေါ့နော် အောက်နာခောက်တာလေးတွေကိုဒီလိုအမြန်ပဲပြလိုက်တယ်နော်ပြီးရင်အမားတို့ဒီလိုမျိုးလက်အောက်ပိုင်းကိုသူ့လက်မှာသွားဆက်မှာပေါ့နော်ခုနကပြထားတဲ့အဝိုင်းလေးကိုအမားတို့ဒီအဆောက်ကိုသူ့ရဲ့အဆောက်နဲ့လိုမျိုးကွက်တိကွက်တိပြီးရင်ဒီမှာတုတ်မယ်ပေါ့နော်တုတ်ပြီးအမားတို့ဒါတခြားအောင်လုံးချုပ်သွားမှာဂျာချုပ်တဲ့ခါမှာလဲလေအမားတို့လက်ထိန်ပြီးတော့ချုပ်ရမယ်ပေါ့နော်ဒီမှာစချုပ်ပါပြီ။မော်ဒီထိတ်ကလေးကိုတုံမယ်။ မတို့အပေါ်ကအစကကြတော့လုံးဝ white တယ်။သူကကတ်ကားလေးဆိုတော့လေ။အောက်ကအစကကြတော့သူကအတန်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 ကြီးပဲပေါ့နော်။အဲ့တော့မတို့အပေါ်ကအစလေးကိုလည်းထိန်းထိန်းပြီးချုပ်ရတယ်။ဒီလိုကလက်မနိုင်ဘူးဆိုရင်ပင်းအပ်ထိုးပြီးချုပ်ပါ။ဒါကတော့နွေရာသီးပေါ်ပေါ်ပါလေးဆိုတော့မတို့ကပင်းအပ်နဲ့မချုပ်ဘူး။လက်တန်းပဲချုပ်တယ်ပေါ့နော်။ကိုယ်လည်းမနိုင်ဘူးဆိုလို့ရှိရင် ပြင်းအပ်ထိုးချုပ်ပါအဲ့ဒါမှအမားတို့ဒီထိတ်ဆုံးနဲ့နောက်ဆုံးနဲ့ပြောချင်တာကွက်တီးကြမယ်ပေါ့နော်မအားဒီမှာတော့ဒီတိုင်းပဲချုပ်လိုက်ပါတယ်ဒါမျိုးလက်နှစ်ဖက်အဲနှစ်ခုလုံးကိုချုပ်ထားပါချုပ်ထားပြီးအဲ့အပိုင်းကိုကင်းချီလိုက်ရမယ်နော်ကင်းချီလိုက်ပြီးဆိုအမားတို့ကတ်တကြောင်နင်းရမယ်နော်ဒီဟိုအစအကြီးပဲပေါ့နော်လက်အဖက်မှာဒီလိုမျိုးကတ်တကြောင်လေးအစဆုံးကတ်ပြီးတော့နင်းမှာအဲ့ကျမှဒီလိုမျိုးအောက်ကအဖက်ကလေးကမထောင်မင်းနဲ့ကဲကဲရဲလေးဖြစ်နေမှာပေါ့နော်ဒါမျိုးကိုလက်နှစ်ဖက်လုံးနင်းမယ် လက်နှစ်ဖက်လုံးနင်းပြီးသွားပြီဆိုလို့ရှိရင်အမားတို့ကပခုံးတွဲမယ်နော်ဒါကနောက်ချံပြီးရင်အမားတို့ဒါကရှေ့ချံပေါ့နော်ရှေ့ချံနဲ့နောက်ချံပခုံးနဲ့လိုမျိုးလေးပူးလိုက်မယ်ပူးပြီးပြီဆိုလို့ရှိရင်အမားတို့ဒီမှာအဲ1 cm ချန်ထားရတော့1 cm ချုပ်မယ်ပေါ့နော်ဒါကနှစ်ဖက်စလုံးပခုံးနှစ်ဖက်လုံးချုပ်မယ်ချုပ်ပြီးရင်အဲ့နေရာကိုကင်းချီလိုက်ထားမယ် ဒါကတော့အမားတို့ပခုံးနေရာကိုကင်းချီလိုက်ပြီပေါ့နော်ကင်းချီလိုက်ပြီးအမားတို့မှာလွန်လဲဝင်းအဝိုင်းရှိမယ်လေအဲ့ဒါကကြတော့အမားပခုံးတွဲပြီးတာပြီးရင်ဘာလုပ်မလဲဆိုတော့အမားတို့လက်တွဲတော့မယ်ဒီလားဒီဟာကကြတော့အမားတို့ရှေ့ချန်လက်ထားပါတော့အဲ့တော့အမားတို့ခုနကလက်မှာရှေ့ချန်နောက်ချန်မှတ်ထားရှိတယ်လေအဲ့တော့အမားတို့ဒီမှာဒီရှေ့ချန်ရှေ့ချန်နဲ့သူ့ရှေ့ချန်ကိုတွားပြီးတော့ပူးမယ်နော်အဲ့တော့အမတို့ဒီလက်ရဲ့ဒီအစွန်လေးနဲ့ကိုယ်ရဲ့အစွန်လေးနဲ့ဘယ်လိုပူးမှာ ဒါမျိုးလေးနော်အဲ့နေရာလေးကိုမှ1 cm ကတ်ချုံမှာပေါ့ကွယ်ဒီဘက်ကတော့ဒါအနောက်ဖက်ပေါ့နော်အနောက်ဖက်ကတော့လက်ရဲဟိုဘက်အနောက်နဲ့ပူမှာအဲ့ဆိုမှဒီအရှိလေးကိုအရင်ချုပ်လိုက်မယ်နော်ဒါမျိုးအရှိချမ်းလေးကိုချုပ်လာမယ်ပြီးရင်ကိုယ်ထဲမှာဒီမှာအထစ်ကလေးရှိတယ်ဒီလားအဲ့အထစ်ကလေးနေရာမှာအဆုံးတက်မယ်နော်အဲ့တော့ဒါလေးကိုဒီလိုချုပ်ချုပ်ပြီးလို့ရှိရင်ဒီအထစ်နေရာမှာဒါမျိုးတုတ်ခဲပေါ့နော် ်ပြီးရင်နောက်ထပ်နေရာကိုချုပ်မယ်လက်မှာဒီအလဲအဝိုက်နေရာလေးကိုဖယ်ထားခဲ့ပြီးတော့ဒီနောက်ကဂျိုင်းအဆက်အလျှော်လေးလေးအဲ့ဒါလေးနဲ့ဒီနောက်ချမ်းဂျိုင်းနဲ့ကိုသွားတွဲမယ်ပေါ့နော်အရှိမလိုပဲဒီအထစ်လေးကနေသူကစလိုက်မယ်စပြီးတော့ဟိုးဘက်ဂျိုင်းအထိချုပ်သွားမှာဒါတော့နောက်တစ်ဖက်ပေါ့နော်နောက်တစ်ဖက်ကိုဒီလိုမျိုးနောက်ချမ်းကိုရေချုပ်ချုပ်ပြီးပြီဆိုလို့ရှိရင်ဒါပြီးရင်အမောက်ရှေ့ချမ်းကိုချုပ်ပါနော်ချုပ်ပြီးရင်အမောက်ဒီချုပ်ထားတဲ့ဟာလေးတွေကိုကင်းချီလိုက်ထားမယ်နော် လက်ကိုကင်းချီလိုက်ပြီဆိုလို့ရှိရင်အမကဒါဖေးပို့မယ်နော်ဒီအောင်နာကနေစပြီးတော့အမတို့ဒါ3စင်တီမီတာခြံထားရဲ့အတိုင်းဒါတော့လျှောက်ပို့လိုက်ပါပြီပို့ပြီးရင်အဲ့ပို့ရဲ့ဘက်ကိုလည်းအမကင်းချီလိုက်မယ်ဒီမှာလည်းအလိုပဲအမတို့နှစ်ဖက်ပေါ့နော်ဟိုဘက်ပြီးရောဒီဘက်ပြီးရောနှစ်ခုလုံးဒီလိုမျိုးလုပ်ထားမယ်နော် ကယ်အားချုပ်ပြီးပြီဆိုလို့ရှိရင်မာရဝဒီမှာပခုံးတပေါက်ပြီးရင်လက်ဘေးမှာတပေါက်ပေါ့နော်ဟိုဘက်ဘေးမှာတပေါက်လို့အပေါက်လေးသုံးခုဖြစ်လာမယ်အဲ့တော့အမတို့ဒီအပေါက်ကိုကရုံကင်းချီလိုက်မယ်ပေါ့နော်ကင်းချီလိုက်မယ်ဘယ်ဘက်ရောညာဘက်ရောအဲကင်းချီလိုက်ပြီးပြီဆိုလို့ရှိရင်အဲ့ဒါကိုမောက်ခြံထားတဲ့အတိုင်း1 cm ခြံထားတာပေါ့နော်1 cm ခြံထားတဲ့အတိုင်းဒါမျိုး ခောက်ပြီးတော့အမတို့နေပါမယ်လက်ဘေးအပေါက်ကိုကြတော့အမတို့လုံးကုတ်ကုတ်မယ်ပေါ့နော်အဲ့တော့အမကလုံးကုတ်ဗီဒီယိုတွေရလို့မျိုးအဆွေစားနဲ့လုံးကုတ်ကုတ်ပါမယ်အဲ့ ဒီမှာကျတော့မဟုတ်တာလက်ပေါ့နော် လက်ကိုစနေမှာပြီ1 cm အတိုင်းပေါ့နော်ဒီမှာသူကတုတ်တဲ့နေရာလေးရှိရအစမတ်မှာတုတ်ပြီးတော့အဆုံးမတ်မှာတုတ်ရပေါ့နော်အဲ့တုတ်တာလေးကိုမောင်နောက်ချမ်းမှာစပြီးတော့တုတ်ပေါ့နော်တုတ်တဲ့နေရာကြီးရှိကြမှာပုံဝင်ကြတော့မလာလို့လीအဲ့တော့မအောင်ဒီပခုံးအပေါင်းနှစ်ခုလဲချုပ်ပြီးပြီလဲပင်လဲကုတ်ပြီးပြီဆိုရင်တော့ဒီအင်ကြီးလေးပြီးပါပြီဒါမျိုးကိုတိုက်ဖို့ပဲကြံတော့ရပေါ့နော် ဲ့တော့အမားတို့ကဒီမှာအကုန်လုံးပြီးမှမိဖို့တိုက်တယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့တချောင်းချုံတချောင်းမိဖို့တိုက်ရင်ပို့ပြီးတော့တက်ရပါတယ်အမားတော့ချုပ်ပြရဲ့ဗီဒီယိုထဲမှာပေါ့เนาะလိုမျိုးချုံလိုက်တိုက်လိုက်ချုံလိုက်တိုက်လိုက်လိုမျိုးစီးရလဲကုန်မယ်ပြီးရင်ကြည့်ရတာအရင်ရှည်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့အကုန်လုံး direct ထဲချုပ်ပြီးတော့မှနောက်ဆုံးကျမှမိဖို့တိုက်ပြပါပါတယ်အဲ့တော့မိဘဘယ်လိုတိုက်ရမလဲဆိုရင်ချုံရိုးရှိသမျှနေရာအားလုံးတိုက်ပါအောင်နားမှာချုံရိုးရှိရင်အောင်နားကိုတိုက်ပါလက်ခောက်ထားတဲ့နေရာနင်းထားတဲ့နေရာဆက်ထားတဲ့နေရာအကုန်လုံးတိုက်လို့ရှိရင် တဲ့ရဲ့ထည့်လေးရပါပြီရှင်။ဒါဆိုရင် design number 4ပြပါပြီအဲ့လိုမဲ့တက်တာပါ။